နိုင်ငံရေးလုပ်တယ်ဆိုတာတာမန်လူတွေမလုပ်နိုင်ဘူးเนาะလူကြီးကျယ်မြင့်မြတ်တဲ့သူတွေပဲလုပ်တယ်နိုင်ငံရေးဆိုတာကြီးကျယ်မြင့်မြတ်တဲ့အရာဆိုပြီးတော့ဒီအသွေးတွေရှိနေတည်ပြီးတော့ကျွန်တော်တို့အဲလူငယ်မှမဟုတ်ဘူးဘယ်လိုလုပ်နိုင်ကြတဲ့သူတွေအကုန်လုံးလည်းဘယ်လိုကြောင်ထုတ်ခံနေရအောင်လဲအနေထားမှာရှိရပေါ့เนาะဟိုကျမတို့အခုကာလမှာလေကျမတို့ကြားနေရတယ် ပေါ့ဒီဒီစစ်မှုထမ်းဥပဒေကိုရင်ဆိုင်နေရတဲ့လူငယ်တွေကိုဘက်ပြောင်းရုံနဲ့ပြီးလို့ရှိရင်ဒီတော်လိုင်းရေး တက်တွေထဲကိုပေါ့နော်ဝင်ရောက်လက်နဲ့ကင်ချဖို့ဆိုပြီးတော့ပြောနေတဲ့အချက်တွေပါပေါ့နော်တကယ်ရောလက်တွေမှာဟိုတကယ်ရောဒါကအဖြစ်ဟုတ်ရဲ့လားပေါ့ပြီးလို့ရှိရင်အရွေးချယ်ခံရပြီးတော့ရှေ့တန်းပို့ခံရတဲ့လူငယ်တွေပေါ့နော်ဒီတိုက်ပွဲမှာလက်နဲ့ချပြီးတော့လူမြောက်နိုင်တယ်ဆိုတာကိုဖြစ်နိုင်ရဲ့လားပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ဒီရဲ့အရှိမတင်ပေါ့နော်ဒီရဲ့ဟိုတော်လန်ရေးအဖွဲ့စည်းအဲတစ်ခုနဲ့တစ်ခုချာမတင်ပေါ့ကျမတို့တွေက ဘုံသဘောတူညီချက်တွေအရှင်းမပြောခဲ့ရပေါ့နော်ဘုံသဘောတူညီချက်တွေဒီရည်မှန်းချက်တွေညှိဖို့ဆိုတာတော့မှဟိုခက်ခဲနေတဲ့အချိန်နေမှာပေါ့နော်ဟိုကျမတို့ဒီဟာကိုအခုအမြင်နဲ့ဘယ်လိုမျိုးမြင်လဲဆိုတာကျမသိချင်ပါတယ်ရှင်ဟိုပေါ့အလိုဒီလိုပြောနေစစ်တပ်စစ်မှုတန်းကောင်းနေစစ်တပ်ပဲမတော်နိုင်ဘူးဘက်လာအလိုမျိုးငေါင်းနဲ့လာနေပါနဲ့နေညာကွာစီဆိုတာတွေကတော့အလိုဖြစ်ဖြစ်လာရောမဖြစ်လာရောတော့ကျွန်တော် တိတ်ပြီးတော့အဲ့လိုမျိုးမပြောချင်ဘူးပေါ့နော်ဘာလို့လဲဆိုလက်ရှိကျွန်တော်ရင်ဆိုင်နေရတဲ့အချိန်တွေလက်ရှိဖြစ်နေတဲ့အချိန်တွေကျွန်တော်ကြည့်လိုက်လို့ရှင်အဲ့ဒါအဖြေဟုတ်မဟုတ်ကျွန်တော်တို့တိတာတယ်အားပဲပေါ့အဲ့လိုအဲ့တော့ဒီမှာများရောဖြစ်တော့အဲ့လိုမျိုးဒီနောက်ခုနဟောပေါ့အမပြောသွားလို့ပဲပေါ့နော်အဲ့လိုစမှုကလာခေါ်လို့ရှိရင်လိုက်တော့လိုက်ဟိုရဲရောစစ်တင်တန်းတက်တက်ပြီးဟိုအဲ့ဒီပြန်ပြီးတော့ဒီဟိုပေါ့ဘယ်လိုပြောမလဲပဲပြောင်းခုလုံးညာပါညာနေညာကွာစီးဆိုတဲ့ဥစ္စာကလည်းအဲ့လိုတကယ်တော့ပြောမယ်ဆိုလို့ရှိရင်တော့အဲ့လို ဟိုဟာလူတဲ့တချောင်းနဲ့အလိုမပြောကောင်းတဲ့အရာအလိုဘယ်လိုပြောမလဲလူချင်းဝင်ရခြင်းဟဲ့လားပြောစရာဘူးမလိုတဲ့စကားတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ယူဆရပါတော့အဲ့ဟာကိုဒီပြောခဲ့ကြတဲ့အလိုမျိုးလော်ဘီယုံစုတွေဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီတော့မှာဆိုလို့ရှိရင်တော့ဘလို့တော်တော်တော့ခဲ့နေခုချိန်ဒီလေအဲ့ဟာကိုပြောနေကြတဲ့သူတွေအများကြီးရှိတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်အဲတကယ်တမ်းကျွန်တော်အဲ့စစ်မှုထမ်းတော်တဲ့ရတဲ့သူတွေကအာကျွန်တော်တော်တော်ပြက်နာရှိတဲ့နေထားမှရှိ တထားပါဒီဘယ်လိုပြောမလဲအရင်ဆုံးပထမဆုံးဆင်းသူကစစ်မှုထမ်းမဲပေါက်တယ်ပေါ့ဗျာမဲပေါက်တယ်ဆိုလိုက်ရတော့မယ်ဒါလိုက်ချင်ချင်မလိုက်ချင်လိုက်ရတော့မယ်လိုက်ပြီးမှရင်သူကမဲပေါက်လို့လိုက်ရတယ်ဖြစ်စေအဲ့လိုဖန်စီခံဒီလိုလမ်းမှာချောဆွဲခံပြီးတော့ပေါ်တာဆွဲခံပြီးတော့လိုက်ရည်ဖြစ်စေသူကလိုက်ရည်ဆိုတာနဲ့သူကတင်တန်းကြောင်းရောက်တင်တန်းကြောင်းရောက်တော့ကျွန်တော်တို့တော့မှဒီ အနာမတိုင်းရင်ဖြစ်စင်နေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီစစ်တင်တန်းနေမှာအဲ့လိုမျိုးဒီစီနီယာဂျူနီယာတွေဘယ်လိုမျိုးအနိုင်ကျင်းကြလဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်မြင်ရတယ်ဗီဒီယိုတွေထွက်လာလို့ကျွန်တော်ဒါကိုဝိုင်းပြီးအကန့်ွက်တဲ့ကိစ္စတွေလည်းဟိုဆိုရင်းနေရကျွန်တော်လုတ်ခဲ့ကြတာမြင်။သူအဲ့ဟာတွေဒီဘယ်တော့မှပျောက်သွားမယ်အရာမဟုတ်ဘူး။ဒီစစ်တပ်ကမဖြူနိုင်ဘူးလေအဲ့အရာတွေရှိနေမှာ။အဲ့တော့ပြောချင်တာကတော့နံပါတ်1သူကဘယ်လိုမဲပေါက်မယ်တတ်ထဲပေါက်အောင်မယ်တင်နေရအောင်မယ်ဆိုလို့ရှိရင်သူစပြီးတော့ အဲ့မှာသူ့ရဲ့လူခွင့်ရေချိုးပေါက်ခံရပြီးပြီးရင်နောက်တစ်ခုကသူ့ရဲ့လူကုန်တိုက်က0ဖြစ်သွားအနေထားရောက်သွား Okay အဲ့ဒါကိုအဲ့မှာကျွန်တော်တို့ဒီစစ်မှုရန်အတွက်စုစုဆောင်ခံရတဲ့လူငယ်တွေကအဲ့မှာမနေကြတော့လို့သူတို့ထွက်ပြေးဖို့အတွက်နီးလန်းရှာပြီးတော့ထွက်ပြေးကြတယ်ဆိုရင်သူကဒီဒခံမဟုတ်လို့ရှိရင်သူကထွက်ပြေးဖို့အတော်တော်ခက်တယ်အဲ့ဒါပေါ့ရန်ကုန်မှာ မိရတူတွေကို तू ਆ ပေမှာစစ်တင်နိုင်ပို့มาလဲပေါ့အဲ့အဲ့ပို့ရဲ့ data က तू နဲ့အကျွမ်းမွန်တဲ့ data မျိုးဆိုလို့ရှိရင် तू ဘယ်လိုဖတ်ပြီးမအောင်ပေါ့အဲ့တော့ကျွန်တော်တို့လည်းတောက်လျှောက်ကြရမှာရှိပါမလို့မျိုးဒီမွန်မော်လမြိုင်ဘက်မှာဒီမွန်ပြည်နယ်ဘက်မှာပေါ့နော်ဒီစစ်မှုရန်ကလုံတဲ့ဥစ္စာကြီးဖတ်ပြီးကြတဲ့သူတွေတပြင်းမိရင်တက်ပြတဲ့ဥစ္စာကြီးကိုကျွန်တော်ကြားနေရတာပဲအဲ့တော့တက်တဲ့တောင်းဝင်လိုက်လိုက်တော့လိုက်ငိမ့်ငိမ့်ပြီးတော့လိုက်တော့လိုက်ပါပြီးရင်တင်းနေစီရင်တနက်ခိုင်ပြီးတော့ပြောင်းခုလိုလာတာကျွန်တော်အတိတ်ပဲမရှိဘူးပေါ့နော်အဲ့အဲ့တော့အဲ့ဒါကတော့ အလိုမပြောတင်တဲ့စကားပြီးရင်တော့နောက်တစ်ခုကတော့လိုမျိုးဘလို့မှယုံကြည်မရှိတဲ့ဟာလို့ပဲကျွန်တော်အမိနဲ့တော့ယူဆပါတယ်ပေါ့ဟုတ်ကဲပါအခုလိုမျိုးစနေပြည့်အတွက်ကျေးဇူးတင်ပါရှင်ဒါဆိုရင်ကိုမျိုးသူရာအနေနဲ့ရောဒီလူငယ်တွေရဲ့ဒီနိုင်ငံဥဆောင်မှုခဏမှာပျောက်ဆုံးနေရတဲ့အပေါ်မှာရောဘယ်လိုမျိုးမြင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါ ဘာတွေးမိလဲဆိုတော့ကျွန်တော်တို့ပေါ့ဒီနိုင်ငံရေးလုပ်တယ်ဆိုတာတာမန်လူတွေမလုပ်နိုင်ဘူးလူကြီးကျယ်မြင့်မြတ်တဲ့သူတွေပဲလုပ်တယ်နိုင်ငံရေးဆိုတာကြီးကျယ်မြင့်မြတ်တဲ့အရာဆိုပြီးတော့ဒီအသွေးတွေရှိနေတည်တွေတော့ကျွန်တော်တို့အဲလူငယ်မှမဟုတ်ဘူးအဲ့လိုလုပ်နိုင်ကြတဲ့သူတွေအကုန်လုံးလည်းအဲ့လိုကြောင်ထိုးခံနေရမှာအနေထားမှာရှိရပေါ့နော်လက်ရှိအချိန်ကတော့ဒီတော်လိုင်းရဲ့တကယ်ဖြစ်စဉ်ဒီမှာအဲ့လိုမျိုးဘယ်လိုပြောမလဲဟို stakeholder level အကြီးကြီးနေရာမှာကျွန်တော်လူငယ်မရှိဘူးဆိုပေမဲ့လည်းတကယ် မြင့်ပြမှာတော့လူငယ်တွေအများကြီးဆောင်ပြောင်းလဲပြီးတော့လုပ်နေဆိုတဲ့ဥစ္စာတွေတော့ကျွန်တော်အများကြီးတောက်လျှောက်တွေ့ရပညာရေးဆိုလို့ရှိရင်လည်းပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍလိုက်ပေါ့လက်ရှိကျွန်တော်ဒီအနာတိန်ပြက်နောက်ပိုင်းမှာကျွန်တော်လုပ်နေတဲ့ဒီပညာရေးနဲ့ဆက်ဆက်တဲ့အစုအဖွဲ့တွေအင်အားစုတွေဆိုလို့ရှိရင်ဒါလူငယ်တွေကျွန်တော်ဒီတက်မကရဲဘော်တွေကနေဒီအနာသိမ်းပြေနောက်ပိုင်းမှာဥဆောင်ပြီးတော့လှုပ်လာကြတာကိုကျွန်တော်တွေ့ရတယ်။ပြီးရင်တော့တခြားရောအပိုင်းတွေမှာဆိုလို့ရှိရင်လည်းဒီကျမ်းမာကြီးနဲ့ပတ်သက်တဲ့အပိုင်းတွေပြီးရင်တော့နောက်တစ်ခါတော့အဲ့လိုမျိုးဒီမြေပြင်မှာပေါ့နော်ဘယ်လိုမလဲ အဲ့လိုဒီစကိုင်းလိုမျိုးနေရာတို့ချင်းတို့ပြီးရင်တော့ဒီမကွေးတို့ပြီးရင်ဒီကရင်နီတို့ကရင်တို့ဒေတာမှာရှိရဲဒေတာကြီးမှာဆိုလဲဒီပညာရေးကျမကြီးနဲ့ပတ်သက်တဲ့ဒီအောက်ခြေမှာတကယ်အလုံးလုံးပြီးတော့တကယ်အလုံးနေကိုင်ရဲ့သူတွေကကျွန်တော်လူငယ်တွေဆိုတဲ့ဥစ္စာကိုကျွန်တော်အများကြီးမြင်ရတဲ့အနေအထားမှာရှိရပါတော့နောက်တစ်ခုကတော့ဒီတကယ်ကိုအဲ့လိုအာ policy making level ဒီ policy ဒီ decision making level မှာကျွန်တော်တို့လူငယ်တွေ အာမရောက်လာဘူးမပါလာဘူးဆိုတဲ့ဥစားတော့ကျွန်တော်ပြန်စဉ်းစားကြတော့ဘယ်လိုလဲဆိုတော့တို့က generation change မို့လို့နေတဲ့ဥစားကျွန်တော်မချိန်နိုင်ဘူးအဲ့ပြက်နံတက်နေရလို့ကျွန်တော်တို့ယူဆရပေါ့နော်တို့ကဒီဟိုအစိုးရလုံးကတော်လိုင်းလုတ်ခဲ့တူပြဒီဒီဘက်ချိန်တီကိုတို့ကဒီဘယ်လိုပြောမလဲဥရှောင်းဆိုတဲ့နေရာတွေမှာကျွန်တော်ဆက်ယူကြတဲ့ဥစားကအာဒီပြက်တနာတွေကိုကျွန်တော်ဖြစ်စီရလို့ကျွန်တော်ယူဆရပေါ့အဲတကယ်တမ်းတော့ အခုကတော့ဒီ generation အစ်ကိုတော်လိုင်းကြီးလောက်လာနေသူဒီတော်လိုင်းကြီးကိုဆောင်လာတဲ့ generation ကဒီဟာကိုပြောင်းလဲယူရမယ်ဒီတော်လိုင်းကြီးတစ်ခုနဲ့တစ်ခုကြားမှာဖြစ်စဉ်တွေမှာပါဝင်ခဲ့တဲ့သူတွေဥဆောင်ခဲ့တဲ့သူတွေကဒီရဲ့ဒီဥဆောင်မှုခန့်ကြံတာကိုဝင်ယူရမယ်လောက်ရမယ်ဆိုပြီးမဲ့အဲ့နေအောင်မရောက်နိုင်ဘူးပေါ့နော် ဒါမရောက်နိုင်ဘူးအဲ့ဒီအပေါ်မှာပိတ်ဆို့လာတဲ့အရာတွေရှိနေတဲ့အခါကျတော့ဘယ်လိုကျွန်တော်လူငယ်ဆိုတဲ့ဥစ္စာကတော့နောက်တစ်ပိုင်းဖြစ်သွားတယ်လို့ကျွန်တော်တော့အနားလဲပေါ့နော်အဓိကတော့ဒီရှိနေတဲ့သူတွေချင်းချင်းကတော့မျိုးဆက်တစ်ခုပြီးတစ်ခုလာအဲ့မျိုးဆက်ထဲမှာကျွန်တော်ပြောချင်တယ်မျိုးဆက်ဆိုတာတော့အဲ့လိုမျိုးအတိတ်ရံဖြစ်မျိုးဆက်မဟုတ်ပဲနိုင်ငံရေးမျိုးဆက်တွေအစက်လာရှိရပေါ့ထားပါမိတ်တီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရှိမျိုးဆက်ထဲမှာပါတယ်ဗျာတမကမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရှိမျိုးဆက်ထဲမှာပါတယ်အဲ့လိုကျွန်တော်တို့ကောက်ဖုံးပေါ်ဆိုလို့ရှိရင်ပေါ့ဒီနည်းနည်းနောက်ကြတာပေါ့နော်ပြောချင်တာအဲ့လိုမျိုး generation တစ်ခုလုံးကတော့ချိ ိမ့်မဲ့ဟာရှိအမေရိကန်နဲ့ကျွန်တော်ဆိုရှင်အသက်အာဖြင့်ဘာမှကွာတဲ့ဟာမျိုးမဟုတ်ဘူးပြောချင်တာဗျာတော့အဲ့လိုဒီနိုင်ငံမျိုးဆက်တွေက generation လိုက်ချိန်ရမယ်ဆိုတာဒါမချိန်နိုင်တဲ့အတွက်ကျွန်တော်တို့ဒီနောက်အတစ်တစ်ပေါ်လာတဲ့ဒီနိုင်ငံမျိုးဆက်တွေနိုင်ငံရေးဒီလှုပ်ရှားတဲ့လူငယ်တွေရဲ့ဒီခေါင်းဆောင်မှုခန်းကျန်တာတွေကနောက်ရောက်နေလို့ကျွန်တော်တို့ယူဆရပေါ့အဲ့တော့ခုနကလိုဒီဆက်သရင်ပြောတဲ့ဟာလိုပေါ့နိုင်ငံရေးဆိုတာကြီးကြပ်နေတဲ့အလုပ်တကယ်ကြီးကြပ်နေတဲ့သူတွေပဲလုံနိုင်တယ်ဆိုတော့အသွေးတွေ အယူဆတွေရှိနေတယ်ဒီတော့ကျွန်တော်လူငယ်တွေရဲ့ဒီနိုင်ငံရေးအခန်းကဏ္ဍမှာအလိုတကယ်အဲ့လိုမျိုးဥဆောင်ပေးနိုင်တဲ့အဲဒီဆုံးဖြတ်ချက်ပေးနိုင်တဲ့ခန်းကဏ္ဍကိုရောက်ဖို့ကတော့လမ်းဝေးတွေရဲ့လက်ရှိဘဝမှာလည်းအကုန်လုံးကအတက်90တန်းနေပြီပဲအကုန်လုံးကအုပ်ချုပ်နေတာဆိုကျွန်တော်နိုင်ငံတည်းမဟုတ်ဘူးကျွန်တော်တော်လိုင်းအရာစုမဟုတ်ဘူးအချင်းဒီအကုန်လုံးအောင်အဲ့တိုင်မျိုးကျွန်တော်တွေကတော့အဲ့လိုကွန်ဖုံးဖုံးမချုပ်ဆုဆန်လို့ပြောသွားလို့အဲ့ကျွန်တော်တို့အဲ့လိုအာဖြစ်ဖြစ်တစ်ခုပေါ့ ်ဒီကြတော့လည်းမဟုတ်ပါဘူးဘာလည်းမဟုတ်ပါဒီတိုင်းမှာပဲလို့ကျွန်တော်လွန်ခဲ့တဲ့နှစ်ကကျွန်တော်အကောင်ပုံပေါ်ဒီစုဖွဲ့တစ်ခုမှကိုယ်စားလှယ်လောက်ဘူးပဲဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ကအဲ့ဒီမှာတတော်ငယ်တဲ့သူလေးအဲ့တော့ကျွန်တော်တို့အိမ်မှာတကားပြောလို့ရှိရင်တိတ်ပြောပြောလို့များကျွန်တော်ပြောရည်ဆိုလို့ရှိရင်သူကတိတ်ပြီးတော့နားမထောင်ပြီးနောက်တစ်ခုကကျွန်တော်လို့ဆိုလေသူကလိုလက်ခံမှုအခက်အခဲရှိ ဘောလဲဆိုကျွန်တော်နဲ့အိမ်မှာပါရဲသူတွေနဲ့အဲ့လိုအတက်အားဖြင့်အနည်းဆုံး30လောက်กว่าရဲသူတွေဖြစ်နေခါမှာကျွန်တော်နဲ့တို့နဲ့စကားပြောတာကျွန်တော်ပြောတဲ့ဟာတို့နားထောင်ဆိုတော့တော်တော်အခက်ခဲရှိအဲ့တော့ကျွန်တော်လို့တော့ generation တွေ change မှုလို့ရပြီးရင်အဲ့ generation တွေ change သွားရင်လည်းကျွန်တော်လူငယ်တွေအဲ့ change သွား generation တွေမှာပါလာဖို့လိုတယ်လို့ကျွန်တော်တို့ယူဆတယ်လက်ရှိချိန်မှာမရှိဘူးပေါ့ဟုတ်ကဲ့အခုလိုမျိုးစဉ်းကျင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်